်တယ်။ဒါကြောင့်နံပါတ်2သွားမယ်နော်ဆက်ပြီးတော့နံပါတ်2ကကြတော့ဘာလောက်ခံရပဲလဲ။ तू က why by the function နဲ့ပေးတာ။အဲ့ဒီ why by နဲ့ share ခံရလဲဆိုတော့ h နဲ့ share ခံရတာပေါ့။အဲ့တော့ဒီနည်းပြောရင်ဘာကိုရှာပေးရမလဲ။ဒီ why မှာဒီ h ကိုရှာပေးရအောင်။အဲ့နံပါတ် a ဆိုရှာတော့ဘယ်လိုလောက်ပြအောင်မလဲ။ရှာတော့တိလာတာ sin ကို share ရင်ပါရမယ်။ sin ရှင် cos เนาะအဲ့တော့ sin 1 x ကို share တော့ cos 1 minus a2 ပြီးရင်ဘာကိုပြန်ရှက်ရမလဲ radian ကိုပြန်ရှက်ရမယ်1 minus a2 ပြန်ရှက်ရအောင်အဲ့တော့1 minus a2 ရှက်ရင်ဘာရမလဲ minus 2a ရအဲ့တော့ဒါသူ့ဖြေပဲဗောနော်အဲ့တော့ဈာသမကြည်လိုက် y ရှက်တော့ dy minus dh ဒီဘက်ခြမ်း sin ရှက်တော့ cos မို့လို့ cos 1 minus a2 ပြီးရင်ဘာကိုပြန်ရှက်1 minus a2 ဆိုတော့ radian ကိုပြန်ရှက်နောက်စစ်မှာ1 minus a2 ရှက်တော့ဘာရလဲဆိုတော့ m i n u s 2 a ရအဲအဲ့ဒါကိုကျတော့အစီအစဉ်ကြပြန်ပြီးရေးလိုက်ရတယ်နံပါတ်2တူပိုင်ဆိုတာကျတော့ဘာလို့သိရမှာဆိုတူပိုင်က constant အ constant ဆိုရင်ရှေ့စရာလို့လားမလို့ဘူးဘယ်ရှေ့ရအောင်အဲ့ဒီကိုရှေ့တော့ဘာပဲရအောင်1မရမှာဆိုတော့ဘာကြံမှာဆိုတော့တူပိုင် plus 2ရှေ့စရာမလို့ cos ပိုင် a ကိုရှေ့တော့ minus sin ပိုင် x ပြီးရင်ဘာပြန်ရှေ့ radian ဖြစ်တဲ့ ပိုင် x ကိုပြန်ရှိရင်ပိုင်ရမယ်ပိုင်ရမှာပေါ့ဒါတော့ဒါ x ကပြောက်ပြီလေရှိလို့ရှိရင်အဲ့ဒါဘယ်လိုရမလဲကြည့်ကြည့်အောင်2ပိုင် x ကိုရှိတော့ပိုင်ရမယ်2ပိုင်ရမယ်ပြီးရင် plus 2ပြန်ကူးတယ် cos ပိုင် x ကိုရှိတော့ minus sin ပိုင် x ပြီးရင်ဘာကိုပြန်ရှိ radian ဖြစ်တဲ့ပိုင် x ကိုပြန်ရှိအနောက်ဆင်းမှာမဆရာတို့ရေးလိုက်တယ်ပိုင် x ကိုရှိတော့ဘာရလဲပိုင်ရဒီရှိရတွေကပြန်ကူးရတာပေါ့နော်အပါနဲ့နှုတ်များအနှုတ်ဖြစ်တယ် ဒါကတော့သူ့ရဲ့အစီအစဉ်ပဲပေါ့ဒါဒါပဲရလိမ့်မယ်သူဖြစ်ရမယ်နော်အော်သူကဒီမှာဆရာအာဘာလောက်တာလဲဆိုတော့အော်သူဒီပန်းဆရာရှေ့ပို့တာလိုက်နော်ရမယ်နော်โอเคအဲ့တော့အရင်တွက်ကြည့်မယ်နော်ဒီစာနံပါတ်အာ C ပေါ့နော် စီမှာကြတော့ဆရာတော့ဒီ function တကူကဘာလုပ်တာလဲမြောင်းနေဆရာတော့ဘာ root သုံးလို့ဆိုရင် product root သုံးအောင်အဲ့ product root ကဆရာတော့ဘာလုပ်မှုဆိုတော့ရှေ့ထားနောက်ရှိတ်မယ်အပေါင်းနောက်ထားတဲ့ရှေ့ရှိတ်အဲ့တော့ထားတော့ဆရာတော့မပြောဘာပဲစဉ်းစားရှိတ်တော့ပဲဆရာတော့ပြောင်းအောင်ပါဘောနော်အဲ့တော့ cos 3x ကိုရှိတ်ရင်ဘာရအောင် sin 3x ပြီးရင်ဘာပြန်ရှိတ် 3x ကိုပြန်ရှိတ်တော့3ရအောင် ဒီဘက်ကျန် sin square x ကဒါ power function လေ power function power function ဆိုပါလုံး power ရှေးချ power တက်လျှော့မယ် base ကိုပြန်ဆက်ရအဲအဲ့လိုသွားရမယ်เนาะအဲရှားဒီမှာတွေ့တဲ့အတိုင်းပဲ cos 3a ကိုရှေးတော့ sin 3a 3a ကိုပြန်ဆက်တော့3ဒီမှာ power ရှေးချ power တက်လျှော့တော့တစ်ထက်ကျန်တယ်ဒီအောက်က base ဆိုတာဒီ sin တစ်ခုလုံးပြောတာအဲ့တော့ sin ကိုရှေးတော့ဘာရလဲ cos a ပြီး radian ဖြစ်တဲ့ x ကိုရှေးရသေးတယ်เนาะ ဒါပေမဲ့ဆရာတော့ဘာရလို့မရေးတော့လဲ1ရလို့ဆရာတော့မရေးတော့အဲ့တော့ပြီးရင်ဆရာတော့အစီအစဉ်ကြပြန်ရေးတဲ့အခါမှာဒီမှာဆိုရင် minus 3ရှိတယ်ပြီးရင် sin square 8 sin 3a plus ဒီမှာဘာလို့ရှိရဲ2ရှိတယ်နော်အဲ့တော့2ရှိဖို့လား2 cos 3a sin a cos a ပေါ့ဒါဘာမှဆက်လုပ်လို့မရဆိုတော့ဒါသူ့ဖြေပဲနံပါတ်2လဲထိုနီးတိုင်းပဲ function တစ်ခုဘာလုပ်နေတာပဲလဲမြောင်းနေတာဆိုတော့ဘာ root ပဲသုံးမယ် product ရရှေ့တာနောက်ရှေ့ပေါ့နောက်တာရှေ့ရှေ့ ရှိတ်ရတယ်ပဲပြောအောင် sin 1 by x ကိုရှိတ်တော့ပါရမယ် cos 1 by x ပြီးဘာကိုပြန်ရှိတ်1 by x ကိုပြန်ရှိတ်ရင်ဘာရမလဲ1 by x ဆိုတာ x ဘာဘလားလို့သိရအောင်အဲဒါဆို power ရှိတ်ချ power တစ်လျှော့တော့ -2 ပေါ့အဲ့တော့အပေါင်းပြောင်းရင်တော့ -1 by x2 ဆိုပြီးရအောင်ဟုတ်မလားဒီမှာ x2 ရှိတ်တော့ဘာရမလဲ 2x ပေါ့နော်အဲ့ဒါတွေပြောင်းသွားမယ်ဒါဆရာပြောလို့ပဲ sin 1 h ရှေ့တော့ cos 1 h 1 h ကိုရှေ့တော့ဘာရလဲ minus 1 h ဒါဆရာအကျမ်းမှာပဲရေးပြတော့ပေါ့နော်ပြီးရင် plus ပြန်ကူးတယ် x ကိုရှေ့တော့ 2x ဒါလည်းဆရာတော့အစီအစဉ်ကြရေးတဲ့အခါမှာဒီမှာတော့ x2 နဲ့ x2 နဲ့ကြည့်တော့ဒါ minus 1 h မှကျတော့ minus cos 1 h plus ဒီမှာတော့ဘာမှလုပ်လို့မရတော့ပြန်ကူးလိုက် โอเคตั้วจิบาบ่ล่ะพี่จานําอีวออีจาละจาละบ่เลยเล่ามั้ยบ่เลย x y นี่ย่อพี่ theta ได้ equation เลยตรีပြော implicit function လို့ခေါ်တယ်ဒါจาတော့ဒီလိုစာလေးတော့ရေးပြလာမှာနံပါတ်စလုံး a နဲ့ same ဒါจาတော့ဘယ်လိုရေးရမလဲ differentiate both side ပေါ့เนาะ ် with respect to h ပေါ့နော်အနောက်ဘက်စလုံးဆရာတော့ h နဲ့ရှိမှာပေါ့အဲ့တော့ဒါဆိုဘယ်လိုရမလဲ 3h square ရှိရင်ပါရှိကြတော့ 6x plus 2ကရှိကြမလို့ sin y ရှိရင် cos y ပြီးရင်ဘာပြန်ရှိ y ကိုပြန်ရှိတော့ dy by dx ဒါဆို pb y square ရှိတော့ 2y ပါရှိကြမှာလीပြီးရင်ဘာပြန်ရှိ base ဖြစ်တဲ့ y ကိုပြန်ရှိတော့ dy by dx ဆိုပြီးရတယ် အဲ့ဒါ 3x square cx 2ကမရှိဘူး sin 1ရှိတော့ cos 1 y ပြန်ရှိ dy man dx 2y dy man dx ပြင်ဆရာတို့ဘာလုပ်အကောင်လုံးဆရာတို့နှစ်နဲ့စာလို့ရတော့မလို့နံပါတ်စလုံးနှစ်နဲ့စာလိုက်စားပြီးတော့မှလိုချင်တာ dy man dx မို့လို့ dy man dx နဲ့ပတ်သက်တဲ့တမုန်းတစ်ခုတစ်ဖက်တည်းစုလိုက်နော်တဘောဒီ cos 1 dy man dx ဆရာဒီဘောရှင်းလိုက်တာပါနော်အဲ့ဒီဘောမှပြန်ရင်းလိုက်ဘယ်လိုရမှာအဲ့ဒါဆိုရင် y dy by dh minus cos y dy by dh equal to ပါရမယ် 3h ပေါ့ပြီးရင်ပါပုံတော့လိုက် dy by dh ဆိုရှားတော့ပုံတော့လိုက်တယ်ပုံထုတ်ပြီးတော့ဒီမှာမျှတော့မလို့ဟိုဘက်သွားပြီးစားလိုက်ရှင်ရှားလို့ရင်လည်းဖြေရဟုတ်ပါနော် okay တက်ကြည့်ပါပြန်ကြနံပါတ် f နံပါတ် f လည်းအဲ့တိုင်းပေါ့ ့ဆရာတို့စာရင်ဘယ်လိုရေးမလဲ differentiate both side ထည့်ပေးဖို့ပြေဆုံးမှာနော် differentiate both side with respect to a အဲ့တော့ပရမဒီဘက်ချန်လက်ဗန်ဆာမှာကနှစ်ခုများတော့မဟုတ်လို့ဘယ်လိုတွေ့မလို့ရင်ရှေ့တာ now shape ပေါ့ now တာရှေ့ရှေ့သူ why မှာဆိုသူရှေ့ကြလို့လား why မရှေ့ why ရှေ့မှာတော့ဗာရဒီ why မှာ dh ဖြစ်အောင်ဒါဒီဘက်ချန်မှာ2 dh ဖြစ်တော့အောင်ပေါ့နော် ရှိထားတယ်နောက်ရှိပါနောက်တာရှိတယ်ရှိတာလည်းပဲပြော cos sin ကိုရှိရင်ပါရ sin y y ကိုပြန်ရှိတော့ dy dx sin x ကိုရှိတော့ cos x ရနော်အဲ့တော့ sin y dy dx ပြောင်းတယ် sin y ကိုရှိတော့ cos x ရအဲ့တော့ဘာလုပ်မလဲဆရာတို့ကဒါခုနပြောသလိုပါ dy dy dx နဲ့ပတ်သက်တော့တစ်ဖက်စုရအဲ့တော့ cos y cos x ကဆရာနေခဲ့တယ်ဒီမှာ sin x sin y dy dx ကနှုတ်နေဟုတ်ပါတော့ အပေါင်းပြအောင်နော်ပြီးတော့ဘာလုပ်မလဲဒီ one days ကိုဘုံနှုတ်မယ်ကျန်တဲ့ဟာကိုသွားပြီးတော့စောင်းအောင်နော်ဆရာတခါလေးရေးလိုက်နော်မရေးရင်လည်းနောက်ဆင်းခိုင်းရေးလို့ရဘူးလို့ရေးမယ် cos y cos x equal to ဘာဘုံနှုတ်လိုက်မယ်ဒီ one day ဘုံနှုတ်လိုက်တော့2 plus sin a sin y into d1 by ds အဲ့တော့မှဒီကောင်ကြီးတစ်ခုလုံးကဟိုဘက်သွားပြီးတော့စားလိုက်ရင်ဒီပြေရရမယ်နော်ကြည့်ပါ question number 3မှာကျတော့ဘာလို့ကန်လဲ y က cos square h လို့ပေးတာအဲ့ဒီကနေသတိပြခိုင်းတာကဒီ 2y by dh square 4y ပေါ့နော်သူ့ရဲ့တန်ဖိုးကဘာနဲ့ညီကြအောင်လဲ2နဲ့ညီကြအဲ့တော့သေချာတော့ရှားဘယ်နှခါရှင်းရအောင်လဲအနည်းဆုံးနှခါလေးရှင်းရတော့ပါပေါ့နော်နှခါရှင်းရအောင်အဲ့တော့ရှင်းရအောင်ပရမကြီးဆုံးတစ်ခါရှင်းတော့ तू ကဘာ function လဲ power function ဆိုရင် power ရှေးချ power တိရှော့ base ကိုပြန်ရှိတ် power ရှိချရဲ power တိချော့တဲ့တစ်ဖက်ကြံတဲ့ base တဲ့ core x ကိုရှိတ်တော့ minus sin x အဲ့ဒီမှာဒီကြားမှာသင်ထည့်ရလာမယ်နော် minus ရရှိပို့လိုက်တဲ့ခါမှာဘာကြံလဲဆိုတော့2 sin x cos a ဆိုပြီးဖြစ်သွားတယ်အဲ့ဒီမှာသိရမှာဒီပုံစံนี้2 sin a cos a ဆိုတာဘာနဲ့တူလဲ sin 2 x နဲ့တူတယ်ဒါ grade 11နေရာ double angle formula လို့ခေါ်တယ်ဆရာကြက်ခဲ့ရ ပြန်ပြောမယ်ဗါလဲ sin 2x 2 sin x cos x ဆိုပြီးဆရာတို့ကြက်တာရအောင်နော်ဒါကြောင့်မို့ဆရာတို့ဒီ2 sin cos x ညာမှာပါထည့်လိုက်လဲ sin 2x ဆရာတို့ပြောင်းလိုက်ဒီဒီနားလဲမယ်နော်ဆရာတို့ညနာနှစ်ခါရှေ့ရင်းမလို့သူ့ဆရာထက်ရှိမှာပေါ့ထက်ရှိတော့ minus ကတော့ပြန်ရေးပေါ့ sin 2x ကိုရှိရင်ပါရမယ် cos 2x ပြီးရင်ဘာကိုပြန်ရှိ 2 2a ဆိုတဲ့ radian ပြန်ရှိတော့2ရတယ်အစီအစဉ်ကြပြန်ရင်လာတော့ -2 cos 2a ဆိုတော့ဒါဆိုတစ်ခါရှိတာလည်းတည်ပြီးနှစ်ခါရှိတာလည်းတည်ပြီးဆိုတော့ပြန်ပြီးတော့ဒီဘက်ချံမှာအစားသွင်းမဲ့သူ့ဖြည့်ပါထွက်ကိုထွက်ရမှာလေ2ထွက်ကိုထွက်ရမှာတစ်ခါလည်း2နဲ့ညီရတာမဟုတ်ဘူးเนาะနောက်ဆုံးမှာ2ထွက်ကိုထွက်ရအဲ့တော့အစားသွင်းမှုအတွက်11 hand side expression ပြန်ရင်းလိုက်တယ်ဒီ2ရမယ် dx square plus 4y အဲ့တော့ဒီ2ရမယ် dx square ပါတည်တာလေ cos 2x plus 4 y ရပါနဲ့သူလဲ cos square h အဲ့ဒါစာသွင်းလိုက်ဒီမှာထပ်ပြီးသိရမယ် cos 2a ရဲ့ formula ရှာတော့ဗာလဲဆိုရင်၃မျိုးရှိတယ်2 cos square h minus 1 1 minus 2 sin square h နောက်တစ်ခုက cos square h minus sin square h ဆိုပြီး၃မျိုးရှိတယ် အဲ့ဒါဒီမှာဆရာတော်ကဒီ cos square a ကိုကြည်ညာဖြစ်တဲ့အတွက်ကြောင့် cos square a ပဲပါတယ်ညီမချင်းရှားသုံးပါပေါ့ဒါကြောင့်မို့ cos 2a ညမှာပါအစားသွင်းလိုက်မယ် 2cos square h minus 1မနော် 2cos square h minus 1ပြီးအစီအမိုင်းနဲ့2ဘယ်နှခါမြနှခါမြတော့ minus 4cos square h minus နဲ့ minus ဆိုတော့ plus 2အဲ့ဒါဘာဖြစ်ရလဲ minus 4cos square a နဲ့ platform call square ကြီးတော့ဘာရလဲသူလိုချင်တဲ့သူရမှာပေါ့အဲ့တော့ဒီမင်းကုန်းတော့ဖို့အတွက်ဒီ formula တွေဆရာတော့အရင်ကြက်တာဖို့လိုပါမယ်နော် okay တွေ့ကြည့်ပါကိုရှင်နံပါတ်4ကျတော့ဘာလောက်ခိုင်းတာပဲလဲချက်ခိုင်းတာပဲဟိုနောက်ဆုံးရောက်နောက်ဆုံးရောက်မှအထင်သေးအထင်သေးသလိုတော့ဖြစ်နေ ဟိုရှိတဲ့အဖြစ်ကိုစမ်းကြည့်အဖြစ်ကြောင့်တတိပြပါတယ်အဖြစ်ကိုပေးရတဲ့ဘောဖြစ်နေတာမရှိတော့များထင်တယ်လားမသိပါဘူးเนาะအဲ့တော့ကျွန်တော်ဘာလုပ်ပြအောင်မလဲရှိပြအောင်မလဲရှိပြရှိရင်ဒီပြထွက်ပါထွက်ကြောင်ပြပါတယ်ရှိလိုက်ပေါ့အဲ့တော့ဘယ်လိုလုပ်မလဲဆရာတော့ဒါရှိက power function မဟုတ်လား power function တော့ power ရှိချလိုက်တော့သူရိယာဒီရှိရသူရိနဲ့ခြေွားတော့ဘာကြံလဲ cos ^2 a ပြီးရင်ဘာပြန်ရှိအောင် base တဲ့ cos a ပြန်ရှိရင် minus sin a ဆိုပြီးထည့်ရအောင်ပြီးရင် minus cos cos ကိုရှိတော့ sin x ပေါ့ဒါကြောင့်မို့တိုင်ရတာပေါ့နော်ဟုတ်မနော်သိတယ်နော်ဆရာပြောတာပါရှိကြတယ်ဒီကသူတွေနဲ့ပေါ်သူကြီးတယ်ပါတိချတော့ cos square a ကျန်တယ်ပြီးတော့ base မှာရှိတဲ့ cos x ကိုရှိတော့ sin x ရနောက်ဆင်းဘာလို့လဲဆိုတော့ဆရာ size ကိုပုံထုတ်လိုက်တယ်နော်ဒီမှာ size size ပုံထုတ်လိုက်ရင်အရင်တို့လိုရမှာဆရာတို့လိုလေ့ကျင့်ရေးပြလိုက်ပြီနော် စာရိုက်ကိုပုံလုပ်လိုက်ရင်ဒီရှေ့မှာပါကြမယ် minus cos square a ကျန်တယ်အနောက်မှာက plus 1ကျန်အဲဒါကိုနောက်တစ်ချက်မှာဆရာအရှင်းနောက်ချိန်လိုက်တာပဲသိမှာနော်ဟို1 minus cos square a plus 1ဆိုတာ1 minus cos square a ပေါ့ကျဲမှာက1 minus cos square a ကဘာနဲ့တူလဲဆိုတာသိရ1 minus cos square a ကဘာနဲ့တူလဲသိလားဒါဆိုမူရင်းပြောမယ်လေ sin square a plus cos square ကဒါတော့သိရမယ်လေ sin square ပြီးတော့ cos square ကဘယ်လောက်နဲ့တူလဲ1လေ sin square ပြီးတော့ cos square က1ဒါဆိုရင်ဘာဖြစ်လဲ1 minus cos square ဆိုရင်ဘာနဲ့တူမလဲအေး sin square နဲ့တူတာပေါ့ဒါကြောင့်မို့ဆရာတော့ဘာပြောင်းလိုက်1 minus cos square နေရာမှာဘာပြောင်းလိုက် sin square ပြောင်းလိုက်တော့ sin နဲ့ sin square မျှတော့တူလို့ကျင်တဲ့ sin 2a ဆရာပြီပေါ့အဲ့တော့ဆရာတို့ဒီမျိုးကိုတောက်ဆိုရင်ဒီညီများကြောက်ဆရာတို့ကမသိမရပါဘူးနော်โอเคတက်ကြည့်ပါဒီမှာဆရာဘာကိုပဲပြောတော့မလဲဆိုတော့ဒီ log function တွေကို differentiate လုပ်ရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့တော့ဆရာဒီမှာအားလုံး၃ဆင့်ရှိတယ် log function တွေဒီဒီ formula လေးကိုပြောအောင်ပါပဲဆရာတို့က log function ဆိုရင်အနောက်အတီ ui ဆိုတဲ့ function ဆရာတို့ကဘယ်လိုဖတ်မှာဆိုရင် number လို့ဖတ်လိုက် လဲအနာဝဒီနေရာဒီ position မှာရှိတဲ့တံပိုးဆိုရှားတော့ဘာလောက်ပါလဲနံပါပေါ့နော်အဲ့တော့ပရမစင်ဆရာတော့ဘာလောက်ရလဲ law function ကိုရှိတ်နေပေါ့နော်ပရမနံပါတ်ကနံပါကိုပြောင်းမြန်လံနံပါကိုပြောင်းမြန်လံပေါ့နော်ပြီးရင်ဘာလုပ်နံပါနေရာမှာ နံပါတ်မှာပေါ့နော်။ဘာစားလို့မလဲဆိုတော့ e စားလို့မယ်။တတိယဆင်းကဘာလို့မလဲ။နံပါတ်ကိုပြန်ရှိမ့်မယ်။အဲ့ဒီ36တည်းရ။အဲ့တော့နံပါတ်ပြောင်းမယ်လန်တော့1 my your x ပေါ့ဒါမှတစ်ဆင့်ပြီးရနံပါတ်ပြည့်တဲ့ your x ရမှာပါစားတော့ e စားတော့လာတော့ပါပြောရ log e base b ီးရင်ဘာကိုပြန်ရှိတ်ဒီနံပါတ်ကိုပြန်ရှိတ်ဒါ law function ကိုရှိတ်တဲ့နည်းပဲအကယ်၍အဲ့ဒီ law နေရာမှာဘာဖြစ်ခဲ့မလဲဆိုတော့ law a is b e ဆိုတဲ့ natural logarithm ဒါမှမဟုတ် Napierian logarithm ဒါဖြစ်ခဲ့မဆိုရင်ဒီဘက်ခြံရနေဆရာတို့သွားအဲ့တော့ဘာတိရမလဲဒီမှာက log base e ဆိုတာဘာနဲ့တူလဲ log base e ဆိုတာ ln နဲ့တူတယ်လို့သိရတယ် log base e ကဘာနဲ့တူမလဲ ln base မှာ e ဖြစ်ခဲ့လို့ရှိရင်အဲ့ဒါ ln လို့သိရမှာပေါ့ ။ဟောပြီသူ့ရှာတော့ differentiate လုပ်ရင်ဘယ်နှစ်စင်ပဲရှိွားရှိတော့လဲဆိုရင်နှစ်စင်ပဲရှိတော့ပုံမှန်မှာပဲဘာလို့မှရှာတော့အဲလန်ဆိုတာလဲ low function ပဲမလို့ number ကိုဘာလို့လဲ။ဒါမြန်လန်ပြီးရင်ဘာလို့ရမလဲ။ number နေရာမှာ e အစားထိုးရမှာဆိုတော့ဘာရမလဲ။ l n e ရ။ l n e ဆိုတာ l n ဆိုတာဘာနဲ့တူလဲ။ law base e နဲ့တူတယ်။အဲ့တော့ဘာဖြစ်ရလဲ။ law e base e law e base e က1ဒါကြောင့်မို့အဲ့ဒီ နာမနီယာမှာအီစားစိုးဆိုတဲ့အဆင့်ရေးရလို့တော့လားဘာလို့ဆိုဝမ်းရလို့မရေးရတော့အဲ့ဒါဆိုဘာလို့ရတော့နံပါတ်ကိုပြန်ရှိတော့ဒီ U ကိုဆရာတော့ပြန်ရှိတော့အဲ့ဒါဆိုဘယ်နှစ်မှရှိတော့မယ်နှစ်စက်မှရှိတော့ဟုတ်မနော်ဘာလို့ရမယ်နံပါတ်ပြားမြက်လမ်းမယ်နာမနီယာမှာအီစားစိုးတော့ပါအောင်မလားမပါတော့ဘူးဒါဆိုဘာပဲပါတော့မယ်နံပါတ်ကိုပြန်ရှိပေါ့ဒီမှာ US လို့ရေးလိုက်ရအောင်နော်အဲ့နံပါတ်ပြန်မဲ့လမ်းမယ်နံပါတ်ပြန်ရှိသလိုဒီပိုင်းဒီရဲ့ your us ace ပေါ့ရမလား အဲဒါ log function ရှိနေဆိုပြီးဆရာရေးလိုက်ပါเนาะဒါရေးပြီးလို့ရှိရင်ဒီ formula နဲ့ဒီ formula လေးကိုရေးပေးပါဘောเนาะပြီးတော့မှဆရာသူ ਨੇ ပတ်သက်တဲ့ example ကိုဆက်သွားလိုက်မယ်เนาะအဲ့တော့ example 3မှာဆရာတို့စပြီးတော့ log function ကိုရှိပြီးပေါ့နံပါတ်8ဆရာတို့ဘာရင်လောက်ရမယ်နံပါတ်ဖြစ်တဲ့ h ဘာလောက်မယ်ရောင်းမြန်လှမ်းအဲ့တော့ဘာရောက်အောင်မယ်1 by h ပြီးအဲ့ဒီနာမဖြစ်တဲ့ engineer မှာဘာအစားလို့ e စားလို့တော့ပါရမယ် law e based ပြီးရင်ဘာပြန်ရှိနံပါတ်ဖြစ်တဲ့ age စာကိုပြန်ရှိမှတွေ့တယ်နော်3ဆင့်နော်နံပါတ်ပြောင်းပြန်လန်တယ်နံပါတ်နေရာမှာ e စားလို့တယ်နံပါတ်ကိုပြန်ရှိ age ဒါဆိုရင်ဒီအစ်ရဟာဘာမှလုပ်လို့မရတော့ဘူးနော်ပြန်ကူရမယ်ဟာအဲ age ရှိန် age ရှိန်ပါရအောင် 3a square ပေါ့ပြီးတော့ဆရာတို့ဘာလုပ်လို့ရလဲ ခြေလို့ရတယ်လေ a square နဲ့ a cube ဆိုရင်စားတော့အောက်မှာ h တစ်ထပ်ကျန်တာပေါ့ဒါဆိုရှားဘူးလို့ရမှာဆိုရင်3 by h log e base tan ရမှာနော်နံပါတ်ပြီလဲအဲ့ဒီတိုင်းပေါ့သူက base tan နေရာမှာ base 2ပဲပြောင်းရတာလေအဲ့တော့ဘာရင်လို့နံပါတ်ကိုပြောင်းပြန်လန်1 by h cube နံပါတ်နေရာဘာအစားတော့ e စားတော့ log e base 2ပြီးရင်ဘာကိုပြန်ရှိတ်နံပါတ်ကိုပြန်ရှိတ်တော့ h cube ရှိတ်ဘာရလဲဆိုတော့ 3a square ခဏလိုပဲ x square နဲ့ h ဆိုတော့အောက်မှာ h တက်ထက်ကျန်နေအဲ့တော့3 by x log e base 2ဆိုပြီးရဒါမနော်ဒီနှစ်ပေါ့ရင်သွက်ကြည့်လားဟုတ်ပြန်စာနံပါတ်4နံပါတ်4ကပို့တော်လွယ်သေးတယ်။ဘာလို့ရှင်းရမှာလဲ။ ln ဖြစ်တဲ့ log function ရှိပြီ။ဘယ်နှပိုင်းပဲသွားမလဲဆိုရင်နှစ်ပိုင်းပဲ။နံပါတ်ကိုပြောင်းပြန်လဲ။နံပါတ်ကိုပြန်ရှိ။နံပါတ်ဖြစ်တဲ့ h ဘာလို့ ရောင်းမြလန်လန်တော့ဝါမအေကျူပြီးရင်ဘာပြန်ရှိတ်နံပါတ်ကိုပြန်ရှိတ်အဲ့တော့အေကျူရှိတော့ဘာရလဲ 3a2 အဲ့တော့ a2 နဲ့ a2 ဆိုတော့အောက်မှာအေကျန်တော့မလို့ 3a ပေါ့နံပါတ်တီလဲသူ့တိုင်းပဲနံပါတ်ဘာလုံးဒါမလန်အဲ့တော့ဘာရမဝါမ square root of a2 5ပြီးရင်ဘာပြန်ရှိတ်နံပါတ်ပြန်ရှိတ်အဲ့တော့နံပါတ်ပြန်ရှိရင်သူကဘာ function လဲ power function ဒါ warm mic တူထက်နဲ့တူတာလေ အဲဒါဘာလို့ပါဝါရှေ့ချပါဝါတိရှော့တိရှော့တော့1 by 2 1တော့တော့ပြလိုက်ရမယ် minus 1 by 2ပြီးရင်ဘာပြန်ရှိတ် base ကိုပြန်ရှိတ်တော့ a square plus 5ရှိတ်နောက်ဆက်မဆရာဘာလို့လိုက်ပြီလဲဒီဟာ minus 1 by 2ဆိုတော့ output 1 by 2ပြန်မဖြစ်ဘူးလားဒါကြောင့်မအားမှာဘာလို့ပြန်ဖြစ်ရလဲ square root of a square plus 5ဒါဝဲပြန်ပြောင်းလိုက်ရနော်ထညွန်အနှုတ်ဖြစ်နေလို့အပားပြောင်းချင်တော့ပဲပို့လိုက်လဲအောက်ပို့လိုက် a square plus 5ရှိတော့ 2x အဲ့ဒါဘယ်လိုလက်ဆက်လုပ်လို့ရလဲ2နဲ့2နဲ့ကြည်လို့ရတယ်အပေါ်မှာဘာပဲကြံ x ပဲကြံအောက်မှာ square root of x square plus 5နဲ့ square root of x square plus 5မျှလာတော့ဘာပြောက်သွားမလဲ square root ပြောက်သွားတယ်အဲ့ဒါဘာပဲကြံမလို့ဆိုတော့ x square plus 5ပဲကြံဒါကြောင့်မို့သူဖြစ်နေနဲ့ x by x square plus 5ပဲရမှာနော်လက်ကြည့်ပါ ပြီးရင်ဇာတ်နံပါတ်ဘယ်လားလဲနံပါတ် E ပေါ့နံပါတ် E မှာက ln sin 2x ကို differentiate လုပ်ပါတယ်အဲ့တော့နံပါတ်ကဘာတူလဲ sin 2x နံပါတ်ကဘာလုံးရောင်းပြန်လှန်မပြီးရင်အဲ့ဒီနံပါတ်ကိုပြန်ပြီးတော့ဘာလုံးမယ် shape နံပါတ်ပြန်မဲ့လှန်တဲ့1 by sin 2x ပြီးရင်ဘာပြန် shape sin 2x ကိုပြန် shape sin 2x ကို shape တော့ဘာရမ cos 2a ပြီးရင်ဘာပြန် shape 2a ကိုပြန် shape เนาะ cos 2a 2a ပြန် shape တော့ဘာရမလဲ တူရပြီးရင် cos by sin ကဘာနဲ့တူလဲဆိုတော့ cot cot နဲ့တူတယ် cos by sin ကဘာလဲ cot ဒါကြောင့်မို့ cos 2a by sin 2a နဲ့မှာပါပြောင်းလိုက်တယ် cot 2a ပြောင်းတယ်ပြီးတော့ 2a ကိုရှိတော့2ပေါ့နော်ပြီးစားအစီအစဉ်ကြာကြည့်လိုက်နံပါတ် f ကဘာလုံးညာလဲရှိတာနောက်ရှိအပေါင်းနောက်တာရှိရှိရှိတာကိုပဲပြောမယ် log x ပြောင်းရှိရင်ဘာရမလဲ နာမပြောင်းပြန်လဲ one my s နာမညာမ e စားတို့ law e base တန်နာမပြည့်တဲ့ a ကိုပြန်ရှိရင်ဘာပဲရမှာလဲ one ပဲရမှာဆိုတော့မရေးတော့အလန်အောင်ရှိတော့ပြောနာမပြောင်းပြန်လဲ one my s နာမကိုဟို e စားလို့တော့မပါတော့ a လန်မ20ပဲနာမကိုပြောင်းပြန်လဲနာမကိုပြန်ရှိ h ကိုရှိတော့ဘာပဲရမှာ one ပဲရမှာဆိုတော့မရေးတော့အဲ့တော့ဒီလိုရမှာနော် la is be down say ro 1 by x log e base da ln a say ro 1 by x ပေါ့ဒီမှာတော့ဘာမှလောက်လို့မရတော့လောက်လို့ရဆိုရင်တော့ဒါပဲရှိမယ်1 by x ကိုဘာလောက်လို့ရလဲပုံထုတ်လို့ရတယ်เนาะပုံထုတ်လိုက်လို့ရှိရင်အဲမှာ ln h log e base down plus log h base down တူပြီးကြာပါဘောเนาะโอเคတွေ့ကြည့်ပါဒီဇာနမက် G ပေါ့နော် G ကဆရာတို့ဘာလောက်မလဲဆိုတော့အရင်ဆုံးဘာလောက်နံပါတ်ဘယ်သူလဲ h by square root of h square plus 2အဲ့တော့ဘာလောက်ရောင်းမြန်လှန်လိုက်ဖြန်လိုက်လှန်လိုက် h ကအားရအောင်မယ် square root of h square plus 2အပေါ်ရတာပေါ့နော်ဒါဘာလောက်လာတယ်လဲနံပါတ်ပြောင်းမယ်လှန်လိုက်ပြီးဘာလောက်နံပါတ်ကိုပြန်ရှိနံပါတ်ပြန်ရှိတော့ဒါဘာလောက်နိုင်လဲစားနေရင်ရှားဘယ်လိုလုပ်1 - 6 square အဒီမားရှာချီစကောအောက်မှာထားလိုက်နော်ဝါမိုက်ချီစကောဆိုပြီးထုတ်လိုက်ရအောင်နော်အပေါ်မှာပါလုံးပါလေခြေသာဝေရှိအနုဝေသာခြေရှိအဲ့တော့ရှိတာဟောပဲပြောမယ်ဆိုရင်ဒါတော့ဘလောက်ရဝမ်းရဒါလည်းရှာတော့ခဏခဏပြောခဲ့ပြီးသားပါ square root function ဆိုရင် power ခြေချ power tick shot base ကိုပြန်ရှိပြီးရင် tick shot function က minus 1 minus 2ရလို့အောက်ပြန်ပို့ပါဘူးနော် ူဝမ်းရတယ်ဒီမှာဆရာခဏပြောသလိုဒါ minus 1 minus 2เนาะအသူ့ဆရာတော့အပြောင်းပို့ရအောင်အဲ့ဒီအဆင့်တရားကြည့်အောက်ပြောင်းပို့တယ်ဆိုတာကဆရာတို့ကဒီမှာဘာလို့ခဏဒီမှာ2နဲ့2ပါပြရမယ်ခြေရွားမယ်เนาะခြေရွားရင်ဘာပဲကြံအိနဲ့အိနဲ့များတော့ x2 ရဒီ x2 2သဘောပေါက် minus 1 minus 2အောက်ပို့လို့ဆိုတာဟိုအောက်ပို့လို့မရအောင်အလဲပါပါခံတယ်မိုင်းနဲ့ခံဆိုတော့ဒီ area အတွင်းရဲ့အောက်မှာပို့ရအောင် ဒါကြောင့်ကျောင်းဒီ x2 ကအောက်ကိုပဲပို့ရတယ်။ဟိုအောက်ပို့လိုက်ရလား။မရဘူးเนาะ။အဲအဲ့တော့သတိထားပါ့။ဒီဆင်းရမှာကြပြောတာ။အရှိရတော့ပြန်ကူးတော့ဘာမှမလုပ်ဒီနေရာလေးပဲ။ဒီ x2 x2 2အောက်ပို့လို့ဆိုတော့အောက်ဆောင်ပို့ရတာမဟုတ်ဘူး။ဒီမှာရှိတဲ့ x2 အောက်ပို့ရမယ်။ပြီးတော့နောက်ဆင်းဒီဆင်းရဖို့တော့ဘယ်လိုလုပ်လိုက်ဆိုရင်အခုဒီတန်ဖို့ပါเนาะ။ဒီအပိုင်းကိုပဲဆရာရှင်းလိုက်တာ။เนาะ။ဒီဘိုင်းကိမှာဘယ်သူရှိနေလဲဆိုတော့ဘိုင်းကြီးမှာ စကွဲရူအစ်စကွဲပလတ်တူရှိနေအဲ့ဒါကိုဆရာတော်ကပြအောင်လုပ်အဲဘယ်လိုလုပ်ဆိုဆရာဒီဘက်ကပြောပြရမယ်เนาะဆရာအဲ့ဒါကိုပဲထုတ်ယူလိုက်မယ်เนาะဘာရှိမလဲစကွဲရူအစ်စကွဲပလတ်2မိုင်းနက်အစ်စကွဲဘိုင်းစကွဲရူအစ်စကွဲပလတ်2ဘိုင်းအစ်စကွဲပလတ်2အဲအဲ့လိုရှိတယ်ဟောတော့ဆရာဝိုင်းနေဟာသိလားအဲ့ဒီမှာဆရာဘာလို့ပြအောင်လုပ် ဒီ square root ဟာ x square plus 2ကိုပြအောင်လုပ်ကြည့်ရင်အပေါ်အောက်ရောက်ပါနဲ့မျှမှာပဲ square root ဟာ x square plus 2နဲ့အပေါ်ကိုလည်းမျှမယ်အောက်ကိုလည်းမျှမယ်ဒါကိုဆရာဒီမှာထည့်မြေပြတော့အဲ့လိုလုပ်လိုက်ရင်ဟောဒီဆင်ရပါလေနော်ကိုလည်းရေးတော့ပါကျမ်းပါဘယ်လိုရလာမလဲအပေါ်မှာဒီ square root ဟာ x square plus 2ဘယ်နှခါမျှတစ်ခါနှစ်ခါပါဆိုအဲ့လေမှာအနုတ်ခံတာကိုဖြတ်ဝေရကုန်သတိတော့အဲ့တော့အရှိအမြတော့ root နဲ့ root နဲ့ပါပြောရတယ်။ကြည်ဝါတော့ပါရတယ်။ a square 2ဒီမှာတွေ့တယ်နော်။ a square 2ရလဲ။ p l ပါပါလဲ။ minus ဒီရရယူ။ဒါဟုတ်တာနဲ့မြတော့ဘာကြည်ဝါလဲ။ square root of a square 2ကျင်ပါပြောရလဲ။ကြည်ဝါကြည်တော့ပါရ။ a square ပဲကျန်။ဒါဆိုဒီအပေါ်ပိုင်းကိုရတာဒီမှာ။မြင်တယ်နော်ဆရာပြောတာ။ဒီကောင်နဲ့နှစ်ခါမြောက်ပြီးအောက်လည်းပါလုံးမယ်။မြောက်အောင်ပါပေါ့။ အဲ့တော့ square root က x square plus 2ကို sorry x square plus 2ကို square root က x square plus 2နဲ့များတော့ဒီတိုင်းပဲဆရာရေးလိုက်လေ။ဘာနဲ့ဘာနဲ့ရလဲ။ square root က x square plus 2 into x square plus 2ပေါ့။ရမယ်နော်။ဒါကိုအကျမ်းမှရေးတာပေါ့နော်။အဲဒါဆိုဘာလုပ်လို့ရပြီလဲဆိုတော့ square root က x square plus 2နဲ့ square root က x square plus 2ခြေလို့ရပြီ။ပြီးရင်ဒီပေါ်မှာ x square နဲ့ minus x square ခြေလို့ရပြီ။ဒါဆိုရင်ကျန်တာသူ့ရဲ့အဖြေပေါ့။ရမယ်နော်။ โอเคတွေ့ကြည့်ပြပါဒါလေးတော့အကြမ်းမှတ်ကိုရေးတာပါเนาะဒီအဆင့်ကနေအာဒီအဆင့်ကိုဘယ်လိုပြောင်းလဲဆိုတာကိုသိရအောင်เนาะအဲ့ဆောင်တော့ဘောပေါ့နံပါတ် H ဒါကတော့မလုံးတာပဲစားနေလေစားနေတော့ခြေစကွဲခြေသားဝေရှိန်တော့ဝေသားခြေရှိန်ခြေတာပဲပြော H ကိုရှိန်တော့ Lies be down ရှိန်တော့ 1 by h log e base down ပေါ့ဒါပဲရမယ်နော် 2h 1 by h log e base down ဒါမှ h ဆိုရင်အဲ့ဆိုတော့ h တစ်ထပ်ပဲကြာနော်ပြီးရင်တော့ဘာမှလုပ်လို့မရတော့ဘူးဒါသူ့ဖြစ်ပဲနော်ရမယ်နော်โอเคတွေ့ကြည့်ပါ